ုံးမမင်္ဂလာပါ AKID channel ကိုကြိုဆိုလိုက်ပါတယ်ကျွန်တော် AK ပါကျွန်တော် channel မှာ Facebook YouTube ခြားသော application နဲ့ပတ်သက်တဲ့နေပညာ knowledge တွေကိုနေ့စဉ်တင်ဆက်ပေးနေဖြစ်လို့ကျွန်တော် channel ကို subscribe လုပ်ပြီးတော့ video ဖြစ်တဲ့အချိန်သိရအောင်ပေးနာကနေဒီပဲလေးကိုလည်းနေထားပေးပါဦးဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် run နေတဲ့ဖုန်းတွေအတွက် run tone ကို ကျွန်တော်အစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျ RAM ဆိုတာကတော့ဒါကျွန်တော်အားလုံးသိရှိပြီးသားအတိုင်းပဲဖြစ်မှာပါကျွန်တော်ဖုန်းတစ်လုံးအတက်ဝယ်လိုက်တာအဖြစ်စကန်ဝယ်လိုက်တာဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာ RAM ဟိုတက်ဖို့ပါတယ်ပေါ့နော်ကျွန်တော်ဖုန်းထုတ်ကြရပါတယ် RAM ဆိုတာရှိပါတယ်ဗျဥပမာဖြစ်ကိုယ့်ရဲ့ဖုန်းက RAM 2GB ပါတယ် RAM 3GB ပါတယ် RAM 4GB ပါတယ်စကဲ run 8ကစရှိတဲ့ဖြစ်မို့နော် run ဒီအမျိုးမျိုးရှိတတ်ကြပါလေဗျဥပမာကိုယ့်ရဲ့ဖုန်းက run အရင်များနေရင်တော့အကြောင်းမရှိဘူးပေါ့နော်ဒါ ဟိုဒါပေမဲ့ကျွန်တော်တို့ RAM အရင်နဲ့တဲ့ဖုန်းတွေပေါ့ဥပမာအဖြစ် RAM 2GB လောက်ပဲပါတယ် RAM 3GB လောက်ပဲပါတယ်ဖုန်းတွေဆိုရင်တော့ကျွန်တော်တို့ Facebook သုံးနေတော့မှ line အရင်ကြီးပေါ့နော် software အရင်ကြီးနှိကွေးနေတာမျိုးအရင်သုံးလို့မကောင်းတာမျိုးတွေဒါမှမဟုတ်အခြား Mobile Legends တို့ PUBG တို့စသဖြင့်ပြင် game တွေဆော့တဲ့အခါမျိုးတွေမှာလည်းကျွန်တော်တို့တက်တက်လက်လက်မရှိပဲကိုယ့်ရဲ့ဖုန်းကအရင်နှိကွေးနေတတ်တယ်ပေါ့နော်ဒီကျွန်တော်အခုပြောသွားတဲ့ Facebook တို့ဒီ Mobile Legends တို့ PUBG တို့မှာမဟုတ်ပါဘူးအခြား app တွေပေါ့နော်အခြား software တွေကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ ဘယ်ဆော့ဝဲကိုပဲအသုံးတော့ကျွန်တော် run နေနေမှာဆိုရင်တော့ဒါကျွန်တော်သုံးရတာနှိမ့်နှိမ့်ကိုခွေးကြီးနဲ့ဟိုသုံးအသုံးပြုလို့တိတ်မကောင်းဘောနော်အခြားသူတွေနဲ့ရှင်ကိုကနေပြီးကိုဖုန်းကပို့ပြီးသုံးလို့မကောင်းဖြစ်နေတတ်တယ်ပေါ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်ကနေပြီးတော့ဒီနေ့မှာတော့ run နေတဲ့မိတ်ဆွေတွေအတွက် run tone run ပွားနေပူကြိုးလေးကိုအစားဆုံးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့်မို့မိတ်ဆွေရမိတ်ဆွေရဲ့ဖုန်းကိုအရင်အထက်ပို့ပြီးအသုံးပြုလို့ကောင်းကျင်တယ်တွတ်တွတ်လက်လက်နဲ့အရင်အထက်ပို့ပြီးတော့လုံးဝပို့ပြီးမြန်မြန်ဆန်ဆန်ပေါ့နော်တိတိတတ်တတ်မြန်ဆန်လာအောင်အသုံးပြုကျင်နေဆိုရင်တော့ကျွန်တော် ရဲဒီဗီဒီယိုလေးကိုလုံးဝမကြော်ပဲအဆုံးထိကြည့်ပေးပါခင်ဗျာ။ ျွန်တော်ဒီနေ့လုပ်ပေးမယ့်ဗီဒီယိုလေးကတော့ run ကိုယ့်ရဲ့ဖုန်းမှာ run နေနေတဲ့မိတ်ဆွေတွေအတွက် run တိုးနီးလေးကိုကျွန်တော်အစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျ။အဲဒါဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Play Store လေးကိုတစ်ချက်သွားလိုက်မယ်ပေါ့နော်။လိုအပ်တဲ့ software လေးတစ်ခု download ဆွဲဖို့အတွက်ဒီကိုယ့်ရဲ့ Play Store လေးကိုသွားလိုက်ပါမယ်။ Play Store မရှိဘူးဆိုရင်လည်းအဗီဒီယိုလေးကိုဆက်ပြီးတခြားလေးကြည့်ပေးပါ။ Play Store မရှိတဲ့သူတွေအတွက်လည်းကျွန်တော်ပြီးရင် software download တောင်းနီးလေးကိုဆက်ပြီးတော့ကြပေးပါမယ်ဗျ။နော်ပထမဆုံး Play Store လေးကိုတစ်ချက်သွားလိုက်မယ်။ Play Store ရဲ့ဒီအပေါ်မှာ Shark Box လေးရှိတယ်ပေါ့နော်အဲ့ Shark Box လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးရပါမယ်ကျွန်တော်အခုမျှတို့ပြထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဒီနေရာမှာကိုလိုအပ်တဲ့ software ကိုစာရေးရှာလို့ရတယ်ပေါ့နော်ကျွန်တော်အခုပြရတဲ့အတိုင်းတစ်လုံးမကြံမှန်လိုက်ပြီးရေးပေးပါ adwp swap no root ပေါ့နော်အဲဒီနေရာမှာကျွန်တော်ရိုက်ပေးသလိုလေးမှန်အောင်လေးရိုက်ပေးပါเออ swap no root လို့ရိုက်ပေးပါ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အခုသုံးပြမဲ့ software လေးက root မရှိတဲ့ဖုန်းတွေအတွက်ပေါ့နော် ဟို room ရှိ room ရှိရင်လည်းသုံးလို့ရမယ် room မရှိတဲ့ဖုန်းတွေအတွက်လည်းသုံးလို့ရမယ်ပေါ့နော်အဲကြောင့်မို့နှစ်မျိုးစလုံးဘယ်ဖုန်းမဆိုအကုန်သုံးပြီးလို့ရအောင်မဲ့ software လေးနဲ့ကျွန်တော်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ပြောရတဲ့အတိုင်းလေးတခြားလေးရိုက်ပေးပါခင်ဗျာဒီ software တခုတည်းပဲရလားဆိုတော့မဟုတ်ပါဘူးနောက်ထပ်လည်း software အများကြီးတော့ရှိပါတယ်အဲကျွန်တော်အခုဒီပြပေးမယ့် software လေးကတော့အသုံးပြရတာအရန်ကိုလွယ်ကူပြီးတော့အရန်ကိုရိုးရှင်းတယ်ပေါ့နော်လောကလွယ်လွယ်ကူကူနဲ့အသုံးပြလို့အဆင်ပြေရတဲ့အတွက်ကျွန်တော်ဒီ software လေးနဲ့ပြပေးခြင်းပဲဖြစ်ပါတယ်ဗျာကျွန်တော်အခုပြောသလို ဒီ self node လို့ရိုက်ရှာလိုက်ပါရှာရင်တော့ကျွန်တော်ဒီအောက်မှာ soil လေးပေါ်လာနိုင်မယ်ပေါ့နော်မပေါ်လဲအကြောင်းမရှိဘူးရှာလိုက်မယ်ရှာလိုက်ဒီအပေါ်တုံးကပေါ်လာပါလိမ့်မယ် self node ဆိုပြီးတော့ဒီကောင်လေးပေါ့နော်ကျွန်တော်အခုအနီဝိုင်းပြထားတဲ့ဟာလေးပါဗျဒီအောက်က swell root လို့ပါလို့ဒီဟိုင်းနဲ့တော့မမှားသေးနဲ့နော်အောက်ကဟာရ root ရှိမှတုံးလို့ရတဲ့ဟာလေးပါကျွန်တော်အခုပြထားတဲ့ဒီအပေါ်တုံးက swell node ဆိုတဲ့ဒီ software ပြားလေးကိုတစ်ချက်နှိပ်လိုက်ပါအဲနှိပ်လိုက်ရင်တော့ကျွန်တော်တို့ဒီမှာဒီ software လေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့နေရာမှာကျွန်တော် download ဆွဲဖို့အတွက်ဒီ install တူလေးကိုတစ်ချက်နှိပ်ပေးပါဗျာ ဖိုင်ဆိုင်ကလည်းအရန်ကြီးမများတဲ့အတွက်ဖေးနဲ့ဒေါင်းလုံးဆွဲရတဲ့သူတွေအတွက်လည်းအရန်တိတ်ပြီးတော့ကုန်မှာတော့မဟုတ်ပါဘူးခင်ဗျာ။ software လို့ဒါဆိုရင်ကျွန်တော်ဒေါင်းလုံးဆွဲပြီးသွားပြီပေါ့နော် install လုပ်နေပါပြီဗျ။အဲဒါဆိုရင်တော့ဆွဲလို့ပြီးသွားပါပြီ။ဆွဲလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ပြန်ထွက်လိုက်မယ်။ပြန်ထွက်လိုက်ရင်ကျွန်တော်ရဲ့ဖုန်းထဲမှာ disk node ဆိုတဲ့ software လေးရောက်ရှိသွားပြီဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီ software လေးပေါ့အဲဒါကကျွန်တော် play through ရှိရသူတွေအတွက်ပြပေးသွားတာပါ play through မရှိရသူတွေအတွက်ဆက်မှုဆက်မှုဆက်ပြီးပြပေးပါအောင်ခင်ဗျာခဏလေး video လေးကိုစောင့်ပေးပါဦး အဲကျွန်တော်တို့ပထမဆုံးကိုသုံးတဲ့ browser လေးကိုဝင်မယ်ပေါ့နော်ကိုက Chrome သုံးတာတင် Chrome လေးဝင်မယ်ဥပမာအဖြစ် Mozilla Firefox သုံးတဲ့သူဆိုရင် Mozilla Firefox ထဲကိုဝင်ပေါ့နော်ကိုကြိုက်တာဝင်မှာအဓိက Google ကိုသွားရမှာပါကျွန်တော် Chrome နဲ့ဝင်လိုက်မယ် Chrome နဲ့ဝင်လိုက်ရင်ကျွန်တော်ကျွန်တော်ဒီမှာ Google ဆိုတဲ့ shortcut လေးရှိရပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ဒီကျွန်တော်ကမြားပြထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရဒီမှာကိုလိုတဲ့ဟာရေးချလိုက်ရတဲ့နေရာလေးပေါ်လာပါပြီအဲ့ဒီနေရာမှာကျွန်တော်တို့ APK ပူဝါဆိုပြီးရေးချလိုက်ပါခင်ဗျာ အဲကျွန်တော်အခုရေးရှာတဲ့လိုမျိုး APK PUI ပူပါဆိုပြီးတော့မမကန်လေးရေးရှာလိုက်ပါတော့ရှာပြီးရင်ကျွန်တော် ရှာကြည့်လိုက်မယ်ရှာလိုက်ရင်ကျွန်တော်ဒီအပေါ်ဆုံးမှာဒီလင်လေးပေါ်လာပါလိမ့်မယ်ကျွန်တော်အခုကြပေးထားတဲ့လင်လေးပေါ့နော်အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါအဲဒါဆိုရင်တော့ကျွန်တော် APK ပူပါဆိုတဲ့ software ကို download ဆွဲလို့ရတဲ့ website ကလေးတွေကိုရောက်သွားပါပြီဒီ APK ပူပါ software လေးရဆိုရင်ဒါတော်တော်များများလည်းသိပြီးသားဖြစ်မှာပါကျွန်တော် Play Store အသုံးပြုလို့များတွေ့ပါတယ်ဆိုရင်ဒီအားလေးပေါ့နော် အဲပြီးရင်ဒီနေရာရောက်သွားပြီဆိုရင်တော့ကျွန်တော်ကမြားပြထားတဲ့နေရာဒေါင်အားဒီမှန်ဘလူးလေးပဲရှာအိုင်ကွန်လေးကိုတစ်ချက်နှိပ်ပေးပါခင်ဗျာအစာရေးလို့ရတဲ့နေရာလေးပေါ်လာလိမ့်မယ်ပေါ့နော်ကျွန်တော်ကစာမြားပြထားတဲ့နေရာလေးပေါ့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲတစ်ချက်နှိပ်ပြီးကိုလိုချင်တဲ့ software ဒီမှာရှာလို့ရပါပြီကျွန်တော်ခုနက Play Store မှာရှာသလိုပဲအဲ့ဒါကို AB Surf No Rule ဆိုပြီးရှာလိုက်ပါခင်ဗျာအဲဒီလိုမျိုးရှာလိုက်မယ်ဆိုရင်တော့ ပေါ်ဆုံးမှာပေါ်လာပါပြီအဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲ့လေးတစ်ချက်နှိပ်ပြီးတော့ဒီလိုကြောင်ညာလေးတက်လာမယ်ဆိုရင်တော့အကြောင်းမရှိဘူးကျွန်တော်ဒီတောင်းမှာရှိတဲ့ကြက်ချစ်ကအမှားလေးကိုပဲနှိပ်ပြီးတစ်ချက်ပိတ်ပေးလိုက်ပါဗျအဲပိတ်ပြီးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီမှာ software download ရရနေရောက်သွားပြီဗောနော်အမှ software ကို download ဆဲလို့ရပါပြီဗျာနော်ကျွန်တော် apk ပူရမှာမဟုတ်ဘူးဗောနော် browser မှာဒီကန်ဆွတ် no root ဆိုပြီးရေးချပြီးတော့လဲ download ရပါတယ်ဗျာဒီ download ရရနေရအများကြီးပါတယ်ဗျာ အဲဒါဆိုရင်ကျွန်တော်တို့ကြိုက်တဲ့နီးနဲ့ထောင်းပေါ့နော်ကိုအစဉ်ပြေနီးနဲ့ထောင်းပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီ soil layer ကိုတစ်ချက်ဝင်ပါမယ်ဗျ soil layer ကိုတစ်ချက်မဝင်ခင်ဒီ ram ပွားခင်ပေါ့နော်ဒီကောင်ကအမှန်တကယ်အလုံးလုံးရလားပြီးတော့သူ့ရဲ့အလုံးလုံးတဲ့ theory ပုံစံလေးတွေကိုကျွန်တော်နည်းနည်းရှင်းပြပေးကြပါမယ်အဲသူ့ရဲ့အလုံးလုံးတဲ့ပုံစံလေးတွေကိုသိသွားပြီဆိုတော့မှကိုကသဘောတူတယ်သူ့လောက်တဲ့ပုံစံလေးကိုကြိုက်တယ်ဆိုရင်လောက်ပေါ့နော်မကြိုက်ဘူးဆိုရင်မလောက်နဲ့ပေါ့ အဲကျွန်တော်ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ဒီ software လေးရအမှန်တကယ် run ပွားပေးတာလားဆိုဟုတ်ပါတယ်ဗျအမှန်တကယ်ပွားပေးပါတယ်ကျွန်တော်ကိုယ်တိုင်စမ်းပြီးမှဒါမိတ်ဆွေတို့ဗီဒီယိုလေးလုပ်ပြီးတင်ပေးခြင်းပဲဖြစ်ပါတယ်အရန်ကိုအဆင်ပြေတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ software လေးနဲ့ run ပွားလိုက်ပြီဆိုရင်တိတိတတာဖုန်းကအရင်အထက်ပို့ပြီးနှစ်ဆသုံးဆလောက်တိတိတတာပို့ပြီးတော့မြန်လာပါတယ် ဟိုအရင်တော့အရင်ထစ်တဲ့ဂိမ်းကြီးပါရဆိုရင်တော့မတော်တန်ဆော့လို့ရသွားပါတယ်။ဟိုမှာ Facebook တွေပါရဆိုရင်လုံးဝနေနေကိုကိုကြီးနဲ့သုံးရမလို့တော့ပဲနဲ့အခြား software တွေအသုံးမဲ့ဆိုရင်လည်းတက်တက်လက်လက်နဲ့ပို့ပြီးသုံးလို့ကောင်းသွားတယ်ပေါ့နော်ဒီ software လေးနဲ့ run ဒီလိုမျိုးတိုးလိုက်မယ်ဆိုရင်ဒါဆိုရင်အမှန်တကယ်လုတ်လုတ်တယ်ဆိုတော့ကျွန်တော်သိပြီးသားပြီ။ဒါဆိုရင်ဒီကောင်ကကျွန်တော်တခုမေးတရရှိရဗျာ။ဥပမာအဖြစ်ကျွန်တော်တို့ဆိုင်ရနေဖုန်းတွေသွားဝယ်တဲ့အခါမျိုးမှာ RAM 3GB နဲ့ RAM 4ဆိုရင်ဒါတော်တော်များများသိပြီးသားပဲ။ဈေးကမတူဘူးဗျာ။ RAM 4ကဈေးပိုများတယ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်ဘာလို့ဈေးများတဲ့ run ဖို့ဖုန်းဝယ်มาလဲပေါ့เนาะ run 3ကိုပဲဝယ်ကျွန်တော်ဒီ software လေးနဲ့ပွားသုံးมาပေါ့ဆိုအဲ့လိုမျိုးမဟုတ်ဘူးဗျဒီ software လေးอ่ะကျွန်တော်မူလဒီဖုန်းရဲ့ setting ထဲမှာပါတဲ့ run ကိုသွားပြီးတိုးပေးရမဟုတ်ဘူးဗျသူအလုံးလုံးဆောင်တဲ့နေရာမှာပဲတိုးပေးရဦး memory 16 GB 32 GB 64 GB လိုမျိုးပါတယ်ဗျဥပမာအဖြစ်ကျွန်တော်32 GB ဖုန်းတစ်လုံးကိုကျွန်တော်ဝယ်လိုက်တယ်ထားဝယ်လိုက်တယ်ဆိုရင်ကို့မှာ memory ပေါ့နော် internet memory ပေါ့ဒီဖုန်းရဲ့ဓာတ်ပုံတွေ video game တွေ software ထည့်လို့ရတယ်။ internet memory ကကျွန်တော်တို့32 GB ရှိရဆိုရင် ူကဟိုဥပမာအရင်ကိုကအဲ့ဒီ32 kg ရှိရဖုန်းထဲမှာဒီ software လေးကိုသုံးပြီး run ကို2 kg လောက်တိုးလိုက်တယ်ဗျာ run 2 kg လောက်တိုးလိုက်တယ်ဆိုရင်အဲ့ internet memory တဲကနေပြီးတော့သူကဒီကိုတိုးလိုက်တဲ့ run အတွက်လိုအပ်တဲ့ memory ကိုယူလိုက်တာဗျာဒါဆိုရင်ကျွန်တော်တို့ internet memory ဒီ data တွေသုံးလို့ရတာ32ကဲဆိုရင်30လောက်ပဲကျန်တော့မယ်အဲ့လိုသဘောမျိုးပေါ့နော်အဓိကပြောချင်တာကတော့ကိုဖုန်းမှာတိုးတိုးလိုက်တဲ့ RAM ကိုသူကဖုန်းရဲ့ internet storage ထဲနဲ့ယူရတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဟိုဒီ data ပုံတွေ game တွေ video တွေ software တွေတင်လို့ရတဲ့နေရာမှာတော့ ကို run တိုးတလောက်နည်းနည်းလေးပို့ရော့သွားမယ်ပေါ့နော်ဥပမာမိတ်ဆွေက run 1 kill လောက်ပဲတိုးတာဆိုရင်ဒါ internet memory တွေကနေပြီးတော့ run 1 kill လောက်ဟိုနေဒီ run တွဲလိုအပ်တဲ့ data run kill လောက်1 kill လောက်ရော့သွားမယ်2 kill တိုးတာဆိုရင်2 kill လောက်ရော့သွားမယ်ပေါ့နော်ဒါပေမဲ့အမှန်ကန်လုံးလုံးပါတယ် software လေးကိုနဲ့ run တိုးပြီးဆိုရင်ဖုန်းကတိတိတသာပို့ပြီးတွက်လာလိမ့်မယ်ပြအရင်သုံးလို့ကောင်းတယ်ပေါ့နော်အဲဒါဆိုရင်တော့ဒီ software လေးရဲ့အလုံးလုံးပုံအမှန်တကယ်အလုံးလုံးတယ်မလို့ ွားဆိုရင်တော့ကျွန်တော်စပြီးတော့လုပ်လဲအောင်ပါနော်ပထမဦးဆုံးအနေနဲ့ဒီဆော်လေးတော့တစ်ချက်ဝင်လိုက်မယ်ကျွန်တော်နော်အဲဒီဆော်ဝဲလေးကိုဝင်တဲ့အခါမှာစပြီးဝင်ခြင်းမှာ तू อ่ะ I don't know agree ညမှာတော့ဒါအရေးကြီးတယ်ဗောနော I don't know agree ကိုသွားနှိပ်တော့သုံးလို့ရမှာမဟုတ်ပါဘူးဗျာဒီ I agree ဆိုတာလေးတစ်ချက်နှိပ်ပေးလိုက်ပါ angry နေပြီးဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဗျအဲဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ ဘာလို့ ਆ မလဲဆိုရင်ဒီနေရာမှာသူအခုစာရေးပြထားတဲ့နေရာလေးပေါ့နော်ဒီ9.12ဆိုတာလေးရှိပါလေဗျအဲ9.12ဆိုတဲ့စင်နေရာလေးကိုတစ်ချက်ထောက်လိုက်ပါထောက်လိုက်ရင် keybook လေးပေါ်လာပါလိမ့်မယ်အဲ့နေရာမှာကိုကဒီနေရာမှာကိုဖုန်းကိုတိုးတိုးမဲ့ RAM ကိုရေးပြရမှာဖြစ်ပါလေဗျဥပမာအားဖြင့်ကိုကဥပမာအားဖြင့်ဗျ RAM က run 2k လောက်ဟို run 1k တိုးကျင်နေဆိုရင်ဒီနေရာမှာ1ဆိုပြီးဒီမျိုးသွားရေးလို့မရပါဘူး run 1k တိုးကျင်နေဆိုရင်ဟို 1k မှာဘယ်လောက် MB ရှိလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်ပေါ့နော် 1k မှာဘယ်လောက် MB ရှိလဲဆိုရင် 1GB မှာ 1024MB ရှိပါတယ်ဒါကြောင့်မို့သူကဒီမှာ MB နဲ့ပြပေးထားတာပေါ့နော်မိတ်ဆွေတို့လည်းမြင်တဲ့အချိန်မှာဒီပေးမှာ MB ဆိုပြီးစာလေးရေးပေးထားတယ်ပေါ့နော်အဲဒါကြောင့်မို့ကိုကကိုယ့်ရဲ့ဖုန်း run 1k တိုးမှာဆိုရင်1024ဆိုပြီးဒီမှာရေးပေးရပါမယ်ဥပမာမိတ်ဆွေရဲ့ဖုန်းမိတ်ဆွေက တူးကစ်တူးကျင်တာဆိုရင်2048ပေါ့နော်2024ကိုနှစ်နဲ့မြောက်ထားတာပေါ့အဲ2048ဆိုပြီးတော့ဒီမှာရေးပြရပါမယ်ဥပမာမိတ်ဆွေရမိတ်ဆွေရဖုန်းကို3 RAM 3 GB လောက်တူးကျင်တာဆိုရင်တော့3082တို့ဒီနေရာမှာရေးပြီးလုတ်ပြရမယ်ပေါ့နော်ဒါကိုတူးကျင်တော့တူးပါကြိုက်တော့တူးပါ သူကဥမာ run 1 kit တိုးမယ်ဆိုရင်3မိနစ်လောက်ကြာမယ်ဆိုရင် run 2 kit တိုးတဲ့အခါမှာ9မိနစ်6မိနစ်လောက်ကြာတယ်ပေါ့နော်အဲ့လိုပဲ run 3 kit တိုးတဲ့အခါမှာ9မိနစ်9မိနစ်10မိနစ်အဲ့လောက်ကြာသွားတတ်တယ်ပေါ့နော်ကြာချင်းပိုပြီးကြာသွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုထဲမှာအစမ်းလုတ်ပြတာဖြစ်တဲ့အတွက်ကြောင့် run 1 kit ပဲတိုးပြပါမယ်2024ပေါ့နော်2024 1 kit လောက်ပဲတိုးလိုက်မယ်အဲပြီးရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်ကိုမျှပြထားတဲ့ဟာလေးပေါ့နော်အဲဒီ create sweat ဆိုတာလေးကိုတစ်ချက်နှိပ်ပြပါဗျဒီအပြောင်းခလုတ်လေးပေါ့နော် အဲပြီးရင်တော့ကျွန်တော်တို့ဒီဒီ software ကိုအသုံးပြုခွင့်ရဖို့အတွက်ပေါ့နော်သူကြော်ညာလေးနည်းနည်းကြည့်ပေးရပါတယ်ကြော်ညာလေးကဘာမှမကြဘူးစက္ကန့်ပိုင်းကြာဖြစ်တဲ့အတွက်အဆင်ပြေပါတယ်ဗျအဲဒီနေရာမှာ watch m82 grain 1ဒီဟာလေးပေါ့နော်ကျွန်တော်ခုအနည်းဝိုင်းပြထားရလေအဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ internet ဖွင့်ပေးထားဖို့ရလို့ပဲနော်အဲ့လေးကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်သွားမှကြော်ညာလေးခဏတက်လာလိမ့်မယ်ဟိုစက္ကန့်အနေငယ်ပေါ့နော်ဒီ15စက္ကန့်စက္ကန့်20လောက်ကြော်ညာလေးတက်လာပါလိမ့်မယ်အဲ့ကြော်ညာလေးကိုပြီးအောင်ကြည့်ပေးလိုက်ပါဗျာ ကျွန်တော်တို့ဒီကြော်ညာလေးကိုတော့ခဏကြည့်ပြရတယ်ဗောနော်ဒီ software လေးရဲ့အားနည်းချက်ကတော့အဲကျွန်တော်ဒါဆိုရင်အခုကြည့်နေနေ5စက္ကန့်လောက်ပဲကြာတော့တယ်ဗောနော်အဲကြော်ညာလေးကြည့်လို့ပြီးသွားပြီဆိုရင်တော့ဘယ်နေရာမှာသိရမလဲဆိုရင်ဒီအပေါ်တောင်လေးမှာကြာချင်းကြော်ညာရဲ့ကြာချင်းလေးကိုပြပေးထားလိမ့်မယ်ဗောနော်အကုန်ကြည့်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာဒီလိုအမားချစ်လေးပေါ်သွားပါလိမ့်မယ်အဲ့ဒီအမားချစ်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျအမားကြီးလေးမေးဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာ yes နဲ့ no ပေါ်လာတယ်ဆိုရင်ကျွန်တော် 1A yes ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ူကတခါတွိုးရင်ဒီလိုမျိုးကြော်ညာလေးတစ်ခုကြည့်ပြရတယ်ဗောနော်အဲသူကဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကို RAM ကိုစပြီးတွိုးနေပြီဗောနော်ကိုယ့်ရဲ့ဖုန်းရဲ့ internal memory မှာပါတဲ့ memory ကိုသူက RAM အတွက်နေရာစပြီးတော့ပြောင်းရွှေ့နေပြီပဲဖြစ်ပါတယ်သူကလည်းမစာရေးပေးထားတယ်ဗောနော်ဒီမှာ RAM ခဏတွိုးနေတဲ့အတွက်အချိန်ခဏစောင့်ပေးပါဆိုပြီးသူရေးထားပါတယ်ခမန်းကြည့်အားဖြင့်ဆိုရင်တော့1မိနစ2မိနစ3မိနစ်ဝင်ချင်အများဆုံး3မိနစ်လောက်ထိကြာတတ်တယ်ဗောနော်ဒါမှမဟုတ်ကိုယ့်ရဲ့ဖုန်းက modern နေမြင့်ပေါ် movie နည်းနည်းလည်းပြောင်းလဲတတ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဖုန်းမှာဆိုတာမိတ်ဆွေတို့ပြနေတဲ့အချိန်တွင်ဒီစက္ကန့်30လောက်မှာပဲနဲ့ပြီးွားပြီပေါ့နော် အဲပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ okay ပြနေလိုက်ပြီဒါဆိုရင် run 2လိုက်ပြီဆိုတာဘယ်လိုသိတာမလဲဆိုရင်3ဝင်းနဲ့ ကိုတုံးကြည့်ရင်တော့တိတတာတွက်လာတာမျိုးပိုရှိလိမ့်မယ်ဒါပေမဲ့ကိုကျွန်တော်ဖုန်းရဲ့ setting တွေကဒီ run ထဲမှာဝင်ကြည့်ရင်တော့ run 3ကနေ run 4ဆိုပြီးဒီလိုမျိုးကြီးတော့ပြသွားမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လုံးဝတုံးမှုရဲ့သူတွေဆိုရင်တိတယ်လို့မတုံးမှုသေးဘူးဆိုရင်ဆန်းတုံးပြီးနောက်ပိုင်းမှာပေါ့နော်သူ့ရဲ့ feedback ကိုတိလာပါလိမ့်မယ်လုံးဝတိတိတတာတွက်လာပါတယ်ခင်ဗျဟိုကျွန်တော်တို့ဒီနေရာမှာတခုပြောချင်တာကတော့ကိုကရန်လောဘကြီးပြီးတော့ဗောနော run တွေကို၄၅၆ကတည်းကလိုက်တိုးတာမျိုးတော့မလုပ်ပါနဲ့ဒီ software လေးကိုတုံးပြီး run တိုးတဲ့အခါမှာတိတိတတဖုန်းကအရန်တွက်လာတယ်ဆိုပေမဲ့ဖုန်းပတ်တီကအရန်အထက်တော့ပို့ပြီးတော့ ဟိုနည်းနည်းပို့ပြီးတော့အကုန်မြန်လာတယ်ပေါ့နော်ဒါကြောင့်မလို့ run ကိုဖြစ်နိုင်ရင်တော့ 1k 2k 3k လောက်ထိပဲကိုလိုရင်လိုအပ်တဲ့လောက်ကလေးတိုးပြီးတော့တုံပြကြဖို့ကျွန်တော်နေအကြံပြုလိုပါတယ်ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်တူးချင်းဒီကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ